ကဲမင်္ဂလာပါညီကိုတို့၏မင်္ဂလာပါဗျမင်္ဂလာပါဗျ Google page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့မနေ့ကတော့ကျွန်တော် AC ပါပဲเนาะမနေ့ကတကြောင်လဲတော့ပွဲရွေးချယ်မှု2ပွဲဖြစ်တဲ့ဒါ Porto 9 out နဲ့ဒါ Porto Voda 4ကို body လေးကတော့နှစ်ပွဲလုံးအဆင်ပြေမယ်ထင်ပါတယ်เนาะမောင်းထဲမှာပါတဲ့ဒီ PSC ကိုအောင်နဲ့ Bayern ကိုအောင်ကတော့ဒါ share သိမ့်သွားတယ်ပေါ့လေအဲ့တော့မနေ့ကတော့မောင်းကတော့ကျိုးပင်မဲ့ဒါတချောင်းတော့ရွေးချယ်မှုနှစ်ပွဲလုံးအောင်မြင်ခဲ့ပါတယ်အဲ့တော့ဒီနေ့ကတော့ဒါ Chelsea နဲ့ Los Angeles LAFC ပွဲရှိမယ် Boca Junior နဲ့ Benfica ပွဲရှိတယ်လို့ဒါ Flamengo နဲ့ Esperance ရှိပါတယ်เนาะမနေ့က၄ပွဲရှိမှာဒီနေ့ကတော့ဒါ၃ပွဲပဲရှိပါမယ်เนาะအဲ့တော့ဒီနေ့ကတော့မောင်းရွေးချယ်မှုတော့မရှိဘူးဆိုတော့တချောင်းတော့ပွဲရွေးချယ်မှုအဖြစ်တော့ကျွန်တော်နည်းနည်းလေးတော့ဆွဲထုတ်ထားတယ်ပေါ့လေเนาะအဲ့တော့အသေးလေးလက်မကြီးနဲ့ တရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ညီနော်ကျေးဇူးများကြီးတင်ပါတယ်ဗျဆိုတော့ဒီဒီနေ့ကတော့ဒီ၃ဘွဲပဲရှိမယ်ပေါ့လीနော်မနက်ဖြန်တော့မနက်ဖြန်ကကျွန်တော်တို့မနက်ဖြန်အင်တာဘွဲရှိတယ်ဗျနော်မွန်တရီရဲ့ River Plate နဲ့ဥရာဝါရဲ့နောက်အာဆန်နဲ့မာမီလိုဒီဆိုတဲ့အသင်းရှိနောက် Man City ဘွဲရှိပါတယ်နော် Wydad နဲ့ပွဲရှိပါတယ်။နောက်ဒီညမှာဒီ concaf ပွဲလေးတွေတော့ရှိတယ်ပေါ့လေနော်။ဒါပေမဲ့အဲ့ပွဲတွေကတော့နည်းနည်းလေးမကြိုက်တဲ့တော့ဒီပနားမားတို့ဘာတို့ပွဲတွေတော့ရှိပေမဲ့အဲ့ပွဲတွေတော့ကျွန်တော်ဒီနေ့မကြည့်တော့ပါဘူးနော်။အဲ့တော့သုံးတစ်ချက်အနေနဲ့တော့စိတ်ဝင်စားရင်တော့ကျွန်တော်တစ်ချက်တော့ပြပေးပါမယ်နော်။အဲ့တော့ဒီနေ့ကတော့အဓိကဒီသုံးပွဲရဲ့ဒါပွဲချုပ်သုံးတစ်ချက်လေးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒါဝိုင်းဆိုမှာဆော့ဂျင်နဲ့ညီကိုရီအနေနဲ့ကလည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GP777 ကိုအသုံးပြုပြီးတော့လေ100% bonus ရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါကဒါ Winesbet မြန်မာ Facebook page နဲ့သူတို့ application တို့ website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်။နော်အဲ့တော့အသေးလေးလက်မလေးနဲ့တယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါဦးညီကိုတို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျ။ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒီ၃ဘွဲပဲကျွန်တော်ခတ်တော့တော့လေး ပြောလိုက်ပါမယ်နော် brother ထပ်ပိုင်ဆိုမင်္ဂလာပါရန်နိုင်မင်္ဂလာပါကျော်ကြီး AC မင်္ဂလာပါမင်းအောင်ဆိုမင်္ဂလာပါစုပိုမင်္ဂလာပါတင်ကိုလက်မင်္ဂလာပါရွှေကြီးမင်္ဂလာပါထပ်ပိုင်ဆိုမင်္ဂလာပါဗျတုတ်ကြီးမင်္ဂလာပါဇော်ဘိုးထွန်းမင်္ဂလာပါဗျအဲကျော်ကြီး AC မင်္ဂလာပါရှိုင်းလေးမင်္ဂလာပါအောင်ဖြိုးစောမင်္ဂလာပါညီကိုကြီးနော်ကဲတော့ကျွန်တော်စလိုက်တော့မယ်ဗျာနော်အဲ့တော့ကျွန်တော် let's go ပါဆိုတော့ကျွန်တော် Chelsea နဲ့ LAFC မှာကလက်ရှိဒါ top bowler ရဲ့ Chelsea ပေါ့လीနော်ဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်တော့အမေရိကန်မှာသူဒီနေ့ပွဲမှာလှုပ်ပွဲကစားမလားတကယ်ကံမလားတော့ဒါဒီနေ့ အဲ့ဒါပေါ်လွင်မဲ့အနေထားလေးလည်းရှိပါတယ်เนาะဒါတစ်ဖက်က LFC ကလည်းလက်ရှိ current form အရာလည်းခြေစွမ်းကြဆင်းခြင်းမရှိတယ်လို့ပြီးခဲ့တဲ့ရာသီမှာလည်း twin go artory ကောင်းပါတယ်အဲ့တော့လက်ရှိ LFC မှာတိုက်စစ်မှုတာ Oliver Giroud ဒါ Chelsea ရဲ့အသင်းကစားသမားဟောင်းဖြစ်တဲ့ Giroud လည်းဒါလက်ရှိဒီနေ့ဘက်မှာပွဲပါလာနိုင်တယ်ပေါ့လေအဲ့တော့လက်ရှိကတော့နှလုံးသေးကြီးမှာမှ၃လုံးကို80ရှုံးပေါက်နေပါတယ်အဲ့တော့ Chelsea ကပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ဒါ Europa Conference League ရဲ့ champion ဖြစ်ခဲ့ပါတယ်ဆိုတော့လက်ရှိ current form အရာကတော့ Chelsea က ဒီဒီ iswitch ကတိုက်စစ်မှု d lab ကိုเนาะ lnd lab ကိုခေါ်ထားတယ်ဆိုတော့ tight set ကဒီအရင်ကတည်းကပို့ပြီးတော့အားကောင်းနိုင်တဲ့အနေဓာလေးတွေ့ရပါတယ်အဲ့တော့တစ်ဖက်က lafc မှာကလက်ရှိအဓိကပြဿနာကအဲဖွင့်ဆော့တဲ့အနေဓာပေါ့နော်တောက်လျှောက်အဝေးကွင်းအိမ်ကွင်းမရွေး boarding to score တွေတောက်လျှောက်များပါတယ်နောက်ဆုံး၄ပွဲဆက် lafc က boarding to score ဖြစ်ထားပါတယ်အဲ့တော့အဝေးကွင်းတောက်လျှောက်ပြန်ကြည့်ရင်တော့ဒီ body ကြီးကရလက်ကောင်းလေးတော့မရှိဘူး lafc က inter miami အသင်းကိုတော့3-1နဲ့ရှုံးထားတဲ့အနေဓာမျိုးမှာ chelsea လိုမျိုး အသင်းကိုနော်ဟိုနိုင်ဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးနှလုံးသေးကြီးအရာရောလက်ရှိ390ရှုံးအရာရောနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်အောင်ဒါပေမဲ့နှလုံးပြတ်အောင်ချက်စီးကံပါမလားတော့ဒါမေးခွန်းထုတ်เสียရရှိရပေါ့လေဆိုတော့နှလုံးသေးကြီးမှာ390ရှုံးဆိုတဲ့ကိုပေါင်းကြီးချောင်းဒီဘွဲကချက်စီးဘက်ကကြီးပဲ individual over 1.5ဖြစ်ဖို့အားများပါတယ်ပြောချင်တာကချက်စီးဘက်ကကြီးပဲနှစ်ကိုတွင်းမဲ့အနေဒါမြင်ရပါတယ်ဆိုတော့နှစ်ကိုကြော်နိုင်သလားဆိုတော့နည်းနည်းလေးတော့ နှစ်ကိုးကျော်ဘူးက risk နည်းနည်းနည်းတယ်နှလုံးသီးရေကြီးဖြစ်တဲ့အတွက်တော့နှစ်ကိုးအထီကိုကျော်နိုင်တယ်2.5 over ပိုဖြစ်နိုင်တယ်ပေါ့နော်ဟိုဒီ individual chelsea ဘက်ကကြီးပဲဒါပေမဲ့နှလုံး80ပေါင်းနှလုံး60ပေါင်းကြီးမဟုတ်တာကြောင့်ဒီကြောင့် chelsea ဘက်က2ကို3ကိုအောက်ထည့်မြင်ရမယ့်အနေအထားဖြစ်ပါတယ်ဒါပေမဲ့ body ဝင်ရိုးနှလုံးသီးကိုမှ3လုံး80ရှုံးကိုပေါင်းကြီးကြောင့်ဒီဘက်က lafc အနေနဲ့ကိုးရဖို့ကပိုပြီးကျင်းသည့်တလောက်ရှိနေတယ်ဆိုတော့ကြောက်စရာက1 2တပေါက်ပဲ ကြဖို့ရှိပါတယ်ဆိုတော့1 3ဖြစ်နိုင်တယ်လို့เนาะ 4C အနေနဲ့လဲ Chelsea ကိုပြက်ကောင်ပြတ်သွားနိုင်တာကြောင့်ဒီဘက်နှလုံးသိမှာ380ရှုံးဂိုးပေါင်းကြီးကြောင့်ကျွန်တော်ဒီဘက်ကတော့ဂိုးပေါ်လီကြိုက်ပါတယ် LAFC ဂိုးပေါ်ဖြစ်ပါတယ် Okay အဲ့တော့နောက်တစ်ပွဲကတော့ Benfica နဲ့ Boca Junior ပွဲပါဒီမှာက Benfica ဘက်ကတလုံး20ပေါင်းကိုနှလုံးကို90ရှုံးเนาะနှလုံး100ရှုံးဝင်ရုံနဲ့ပိတ်ထားပါတယ်ဆိုတော့ Boca Junior ဆိုတဲ့အသင်းက Argentina League အသင်းဖြစ်ပါတယ် Boca Junior ကပြီးခဲ့တဲ့ရာသီမှာတော့အရန်ကြီးရလက်မကောင်းဘူးလက်ရှိအနေထားမှာလည်းဒါအဆင့်6နဲ့ ေးခဲ့တဲ့ရာသီမှာတော့6လ5လမသိဘူးเนาะရတကယ်လက်ရှိ current form အရာကတော့အရင်ကြီးကောင်းတဲ့အသင်းမျိုးတွေမှာတော့မပါဘူးရဒါပေမဲ့ခန်းစစ်ကတော့တော်တော်လေးလုံနေပေါ့เนาะဟိုဆိုဘောကဂျူနီယာဟာအာဂျင်တီးနားမှာခန်းစစ်အလုံးစုံအသင်းတွေကတသင်းဖြစ်တယ်ဆိုတော့တောက်လျှောက်ကတော့ခန်းစစ်အသားပေးပြီးတော့ကန်တယ်အိမ်ဝင်းဆိုပြီးပို့ဆိုပေါ့เนาะဒါပေမဲ့ဒီပွဲကဂျားခွင်းဖြစ်တဲ့အတွက်တော့ဘောကဂျူနီယာအနေနဲ့နိုင်ဖို့ကတော့တိတ်တော့မဖြစ်နိုင်ဘူးဒါပေမဲ့တလုံး20ပေါင်းဆိုတဲ့ကြီးမှာမှာနှလုံးဒီတရာရှုံးဆိုရဲဒီကိုပေါင်းဝင်ရောကြောင့်ဘန်ဖီကာအနေနဲ့လည်းနိုင်ရင်တော်မှဟိုအရန်ကြီးကိုပြတ်မဲ့ကြီးမျိုးမဟုတ်ဘူးလို့ယူဆတယ်ဘန်ဖီယာကအဝေးဝင်း အားနည်းတဲ့အသင်းထဲမှာပါပါတယ်เนาะဒါပေမဲ့ရာသီနှောင်းပိုင်းပြီးတဲ့ရာသီမှာတောက်လျှောက်ဝေဝင်းကဒီ over 2.5တွေတော့များခဲ့တယ်အဲဘိုကာဂျူနီယာလိုမျိုးအသင်းနဲ့အာဂျင်တီးနားလိုမျိုးအသင်းနဲ့တွေ့တဲ့အချိန်မှာเนาะပေါ်တိုဟိုဘန်ဖီကာအနေနဲ့မနေ့ကပေါ်တိုပွဲလိုမျိုးလေးပဲဟိုဘော်ဒီရောဟိုဂိုးပေါင်းကြီးရောအောက်ဖက်သွားဖို့ရာခိုင်နှုန်းများတာကြောင့်ကျွန်တော်ဒီပွဲလေးလေး ကိုးအောင်လေးပဲပူကြိုက်တယ်ဗျာဒီလားနော် body ကြီးကတော့မနေ့ပြောတော့ရှောင်းတဲ့နေဒါပေမဲ့လက်ရှိနေထိုင်ရနှလုံးတရာရှုံးဆိုတဲ့ခြေချောင်းကျွန်တော်ဒီပွဲလေး0001လောက်နေတာပွဲပြီးသွားဖို့ရှိမယ်လို့ယူဆပါတယ်နော်ဒီပွဲလေးတော့ Benfica ကိုးအောင်ဖြစ်ပါတယ်โอเคအဲ့တော့နောက်ဆုံးပွဲကတော့ Flamengo နဲ့ Esperance ပွဲဖြစ်ပါတယ်ဆိုတော့ဒီမှာက Flamengo အသင်းဟာလက်ရှိမနေ့ကဒီဟိုပါဗောဘိုတာဘိုတာကိုတို့လာပါလေ ဗိုဒါဖိုကိုနော်ဗိုဒါဖိုကိုလီးကဖြစ်ပါတယ်အဲ့တော့ Flamingo ဟာဗိုဒါဖိုကိုတောင်မှနိုင်ထားတဲ့ရလက်လေးတွေ့ရပါတယ်နော်အဲ့တော့လက်ရှိအနေအထားအရကလည်းသူတို့လီမှာဆက်တပွဲကံတပွဲပဲရှုံးနေခုနှစ်ပွဲနိုင်သုံးပွဲတည်နေအဆင့်1မှာ24မှတ်နဲ့ဥဆောင်နေပါတယ် Pemirus တောင်မှအဆင့်4ဗိုဒါဖိုကိုကအဆင့်10ဖြစ်တာကြောင့်ဗိုဒါဖိုကိုတဲ့အများကြီး Flamingo ကကောင်းပါတယ်အဲ့တော့လက်ရှိလည်းအာဆင်နယ်ကကွင်းလေကစားသမားဂျော်ဂျင်ညိုက Flamingo ကိုပြီးခဲ့တဲ့ရက်ပိုင်းကမှပြောင်းရွှေ့သွားတဲ့အတွက် ဂျော်ဂျင်ညိုဒီနေ့ပွဲမှာဖလာမင်ဂိုမှာပွဲထွက်လာဖို့ရှိပါတယ်အဲ့တော့လက်ရှိ body gear အရာတလုံးကို90ရုံးဝင်ရောမှာတုံးလုံး90ပေါင်းကာထားခြင်းဖြစ်တဲ့အတွက်ဖလာမင်ဂိုတေချာပေါက်သုံးမှတ်ရဖို့ chance တော်တော်လေးများပါတယ်တစ်ဖက်က Esperance အသင်းကတော့ Tunisia နိုင်ငံက league เนาะ Tunisia ရဲ့ league 1ကအသင်းဖြစ်ပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်တော့အင်ဖြစ်အသင်းလို့ဒီသူတို့အုပ်စုမှာအင်ဖြစ်အသင်းဖြစ်တာကြောင့် Esperance ကတော့အဲတေးရဖို့တော့မှတော်တော်လေးခက်ခဲမဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ Flamengo ကို ပြန်ကြည့်ရရင် Flamengo က Brazil မှာကတည်းကသူတို့ကန်တဲ့ current form အရာ သူတို့လည်းခံစင်အသားပေးပြီးပဲနိုင်ယုံပဲ 1C 2C လောက်နဲ့ပဲကန်တဲ့အသင်းမျိုးဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိဂျာကွင်းလည်းဖြစ်တာကြောင့်တစ်ဖက်က Aspirants ကလည်းအဝေးကွင်းဖြစ်တဲ့တော့ဒါခံစင်အသားပေးပြီးပိတ်ဆော့လာနေတာကြောင့်3လုံး90ပေါင်နှလုံး100ရှုံဝင်ရိုးပဲဖွင့်ထားတယ်လို့ယူဆပါတယ်စောစောက Benfica ဆိုရင် Boca Junior ကိုတကယ်တမ်းပေးရရင်တစ်လုံး20ရှုံ30ရှုံလောက်တော့ဖွင့်နေတယ်ဆိုတော့စောစောကပွဲထက်တောင်မှပိုပြီးပြင်းနေတဲ့ Flamengo တစ်လုံး90ရှုံဟာ90အပြင်တော့ကျွန်တော်ထင်တော့ မရှုံးနိုင်ဘူးလို့ယူဆပါတယ်ဒါပေမဲ့ 1z တပေါက်လေးတော့အနေငယ်အနေငယ်များနိုင်နေဗျဆိုတော့ဒီမှာနေရရင်တော့ Bbo G အောက် Flamingo body တို့မဟုတ်9အောက်တည်းကနှစ်ချောင်းနေရတဲ့ချောင်းဝင်နိုင်တယ်ဆိုတော့နေမယ်ဆိုရင်တော့ကျွန်တော်တော့ recommend ပေးတာတစ်လုံးတည်း Flamingo နဲ့ကအရှုံးမရှိနိုင်ပါဘူးဘာလို့လက်ရှိအနေထားအရာက3လုံး90ပေါင်းအရာဒီကြပေါက်ဒီဘွဲက9အောက်မဲ့ပွဲဖြစ်နိုင်ဖို့ရောင်းရင်တော်တော်လေးများပါတယ်เนาะအဲ့တော့ 2z အထိရောက်ဖို့ဆိုတော့နည်းနည်းလေးတော့ဖျားတားရမယ်အနေထားပေါ့လीဒါကြောင့် 1စီးအနေထားမှာမရှုံးနိုင်တော့ကြည်လက်ရှိ3.62ဆိုတော့1062အဲ6200ပြန်ရမယ့် ဒါတလုံးတည်ကြီးဖလာမင်ဂို body နဲ့နေတော့ပိုပြီးအဆင်ပြေလိမ့်မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ရဲ့ရွေးချယ်မှုကတော့16ရက်6လ2025ရက်ဒီနေ့တကြောင်းလေးတော့ပွဲအဖြစ်ရွေးချယ်တာလည်းပွဲရတော့နှစ်ပွဲပါရိုးရိုးပွဲပဲကျွန်တော်သွားပါအောင်မယ် star ပွဲတွေကတော့နောက်เนาะ round 2ကြမှာပဲရှိပါမယ်အဲ့တော့ဒီနေ့ရဲ့တကြောင်းလေးတော့ပွဲအဖြစ်ရွေးချယ်တာပွဲရတော့ Flamingo body 1 equal တလုံးတည်ကြီးနဲ့နေပါပြီးရင်ဒါ Los Angeles เนาะ LAFC ပွဲရတော့5ပေါ်ပါဒါဒီဒီနှစ်ပွဲပဲရှိပါတယ်ဒီနေ့ရွေးချယ်မှုကတော့เนาะအဲ့တော့ဒီ live လေးကိုလည်းကျွန်တော်အသေးလေးလက်မလေးနဲ့တယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြပါအောင်เนาะမနေ့ရက် ကျေးဇူးများတင်ပါတယ်ဗျကဲဆိုတော့မနေ့ကတော့ကျွန်တော်တို့ဒါ day 1မှာတော့ကျွန်တော်အဆင်ပြေခဲ့တယ်ပေါ့လေနော်ပထမဆုံးနေ့ Inter Miami ပွဲလေးကတော့ကျွန်တော် live ကတပွဲတည်းရှိရာဆိုတော့ကျွန်တော်လည်းမတက်ဖြစ်လိုက်ဘူးပေါ့နော်အဲဒီအရာလေးတော့လွတ်သွားပါတယ်အဲ့တော့မနေ့ကမှကျွန်တော် day 1လေးတော့နှစ်ပွဲလုံးမနေ့ကတကြောင်းတော့ပွဲနှစ်ပွဲလုံးအဆင်ပြေခဲ့တဲ့အတွက်ဒီနေ့ day 2လဲဒီနေ့နှစ်ပွဲလုံးလဲအဆင်ပြေကြပါသေးပြီနော်ဒီနေ့ကတော့မောင်းမချိပါဘူးနော်ဒီနေ့ရွေးချယ်ထားတဲ့နှစ်ပွဲအားလုံးပဲအောင်ကြပါစေဆိုတော့ဒီနေ့ဒါကြည့်ရှုပေး brother တွေဒါ share ပေးတဲ့ brother တွေ comment ပေး brother တွေတယောက်ချင်းဒီတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာစီစောညလေးဖြစ်ပါသေးဗျ good luck ပါဗျ